ဟလိုမင်္ဂလာပါဒီနေ့နည်းလေးပြောပြချင်တဲ့အကြောင်းကလေးရတော့ငါတို့အမျိုးသားတိုင်းမျိုးသားတိုင်းရဲ့ဘဝမှာတသက်မှာတခါတော့ကြုံဖူးတဲ့ပြဿနာလေးတစ်ခုတော့ရှိတယ်အဲပြဿနာဘာဖြစ်မလဲဆိုတော့ဖြစ်တဲ့အချိန်ကြာလေးရအကိုတို့အသက်9နှစ်ကနေ73နှစ်ကြာအကိုတို့ရဲ့ဟော်မုန်းတွေစပြီးတော့မှအလောလောတဲ့အချိန်ပတ်ချင်လဲဆိုတော့အဲ့ဒါကိုဒီမှာခေါ်တာတော့လူပြောဖော်ဝင်တဲ့အချိန် အဲ့ချိန်မှာကိုကိုတိုင်လည်းတတိမထားမိနေတန်းတန်းနဲ့ရောတတိထားမိနေတန်းတန်းနဲ့ရောကိုရဲခန္ဓာကိုရဲရုပ်ပိုင်းဆိုင်ရာတွေပြောင်းလဲလာတယ်စိတ်ပိုင်းဆိုင်ရာတွေလည်းအများကြီးပြောင်းလဲလာပြီးရင်စူးစမ်းနေဖြစ်လာခန္ဓာကိုယ်မှာဘင်းတခါမှမမြင်ဘူးတာမကြုံဘူးတာတွေကြုံလာရတာပေါ့နော်အဲ့ချိန်ကျဘာလို့လို့လောက်ရမှမတည်ဘူးဖြစ်လာတာပေါ့ပြီးရင်အဲ့ချိန်မှာအဲကြောင့်အဲ့ဒါလေးနဲ့ stress တွေနဲ့ကိုလိုကြီးလာရတယ်ပုံမှန်တိုင်းဆိုရင်တော့ကိုတို့လူပြိုဖော်ဝင်လာခုနပြောလို့လူပြိုဖော်ဝင်လာတဲ့အချိန်မှာ ကိုခန္ဓာကိုယ်မှာရှိတဲ့ဟော်မုန်းတွေရဲ့ပြောင်းလဲမှုကြောင့်ဗာဒီစားဖြစ်လာလဲဆိုတော့ကိုရင်ဆုံးဂျိုင်းမွေးတွေရှိလာတယ်။အတန်တွေတဖြည်းဩလာတယ်။ဟိုစပိန်ကြီးတွေထူလာတယ်ပေါ့။အရေးတွေရှိထွက်လာတယ်။အဲအဲ့လိုပုံစံမျိုးပြီးလင်ကိစ္စအကြောင်းအရာတွေစိတ်ဝင်စားလာပါတော့။လင်ကိစ္စအကြောင်းအရာတော့ဘယ်လိုကြောင့်စိတ်ဝင်စားလဲဆိုတော့ဗာမြင်မြင်စိတ်ထတတ်နေရမျိုးပေါ့။ကိုရဲ့ကိုရဲ့လိန်တောင်တကူနဲ့အတင်းဖိထားတာလို့ရှစ်တို့နောက်ငင်ဟိုပူတီဘူးလောက်တာလို့အဲ့လိုတာယာမှုတွေလည်းရှာတက်လာတာပေါ့။အဲဒါလည်းအကုန်လုံးဖြစ်ပြီဆိုရင်ဒါဒီဘာဘာပဲသူတယောက်တည်းဖြစ်တော့မှမဟုတ်တာ လူတိုင်းဖြစ်တယ်အမျိုးသားတိုင်းဖြစ်တယ်ကိုယ်တွေလည်းအဲ့လိုပဲကြုံခဲ့ရတာပဲဒါပေမဲ့အဲ့ချိန်မှာအဲ့လိုလူပြိုဖော်ဝင်လာပြီလားဆိုတော့ပုံဝင်ကြံစာပြီးတတိထားလာရယ်ကိုတို့လေအဓိကကတော့အတော်ကြီးဒီအမိုင်ဆိုလိုက်စတက်လိုက်ဟာအဲ့ဂျမ်းမီပေါက်ပြီလားအဲ့လိုပုံစံတော့လိုက်စတော့ရှက်တော့ဗောပြီးရင်အကိုကြီးဆိုပုံဆိုးလေးအဘောဆိုပါဆိုအတင်းလိုက်ဆွဲချွာအပေါင်းမြင်အတင်းလိုက်ဆွဲချွပြီးတော့ဟောင်းမင်းလက်ပြမွေးပေါက်ပြီလားဗလာညာလားဆိုလို့အတင်းလိုက်စကြ အဲ့လိုအဲ့လိုပုံစံပေါ့နော်ရှက်ဖို့လည်းကောင်းတယ်နော်ရှက်တယ်လေနော်ကိုကကလေးပဲရှိရဲ့ကိစ္စမှာအချိန်မှာဆိုရင်အဲ့ပြီးရင်တခုမတ်မိတယ်မမရရထူးထူးဆန်းတခုလာထွက်တက်လဲဆိုတော့ညမှာအိတ်နေင်းနဲ့အိတ်ပျော်နေင်းနဲ့အဲ့လိုမနဲ့ဝီလီဝီလင်းမော်နိုခန်ဒီလောက်ချင်းလောက်မျိုးပေါ့အိတ်ပျော်နေင်းချင်းတန်လာမှာဟိုတို့ဖြူပေါက်ချချင်းတလို့ဖြစ်လာပေါ့နော်ဖြူပေါက်ချချင်းလို့ဖြစ်လာဖြစ်လာပြီးတော့မှဂျူပေါ့နည်းနည်းပါထွက်သွားတယ်လို့ထင်တာပေါ့စိတ်ထဲမှာထင်တာအပြင်ဒါပေမဲ့ကြည့်လိုက်တော့ခံချင်းတော့ရှူးရည်လည်းမဟုတ်အရေးဖြူဖြူကြီးတွေသူ့တို့အလိုလိုထွက်လာအိတ်ပျော်ရင်လိုလိုထွက်လာတယ်အဲ့လိုအဲ့လိုပုံစံပေါ့ ဘာလို့လုံးမမြဟာဘလို့လုံးမလဲဘောနော်တက်ပြီးအေးဖြူကြီးအဘိုင်းလဲဘောနော်အဲ့လိုပုံစံပေါ့ငငယ်ငယ်ကလေးတော့ twin ခံတော့ဝတ်ထားဆိုတော့ twin ခံလဲကွက်နေစုံနေဘောနော်ဘယ်သူမှလည်းမပြောရဲဘူးဘိုင်းလည်းမတည်ဘူးဘောနော်ဘယ်သူမှလည်းလာသားလာညီလာဒါဘာဘာဘာဆိုဘယ်သူမှလည်းလာမတင်ဘူးညောင်တိုင်ပတ်တော့ဘောဒါပေမဲ့ဘယ်သူမှမပြောဘူးဆိုမှလည်းပြောတဲ့လူတွေတော့ရှိရပါဘောနော်ဘယ်လိုလဲဆိုရင်ကိုယ်တငယ်ချင်းနေပေါ့အတားထမ်းပါကိုယ်ကရွေတူတငယ်ချင်းလေးတွေနဲ့ဆရာကြီးတွေရှိရတယ်သူတို့နဲ့စကားတွေပါပြီးပြောဘာဖြစ်လဲဘာဖြစ်လဲသူတို့မေးဘောနော်သူတို့လည်းဖြစ်တယ်ဘာညာအဲ့လိုပုံစံဘောနော် အဲ့လိုပုံစံမယ်အဲ့ကလေးကလူပြိုစကားဝိုင်းဆိုတာစနေပေါ့အဲ့ချိန်မှာစကားပြောကောင်းတဲ့လူတွေအပင်နာမှာလူတွေဝိုင်းလို့မအားတိတော်မတလားလို့ပြောကြတဲ့ခါကျရင်ကောင်မလေးဖြစ်သွားရင်တခုခုနဲ့ရည်ကြီးနေကြပေါ့ပြီးရင်လည်းရှိတည်ရဲ့ကိုဒီလိန်ကိစ္စကိုစိတ်ဝင်စားလာတဲ့လူပဲကိုကောင်မလေးတွေကိုလည်းကိုကြိုက်တက်လာရပေါ့ကောင်မလေးတွေကိုခိုးချစ်တက်လာပြီးတတ်ထဲမှာဆိုပြီးရည်စက်စားတွေရေးပြီးလိုက်ပေးနေပြီးပေါ့ရည်စက်ရည်စက်ရှိတဲ့ကလူကစားစားဆရာကြီးပေါ့အဲ့လိုပုံစံပေါ့အဲ့မဲ့ကိုမကြိုက်ဘူးတော့ဆရာနဲ့ဆရာမလေးနဲ့အိမ်ရဖလူကြီးတွေကတော့မထားရဘူးရိုက်မယ်ရိုက်မယ်ထားတဲ့ခိုးထားတာပေါ့နော် ပြောစားကောင်းခဲ့ပါလေအပြင်းကြောင်ပြစ်တက်လာတယ်ပြီးအိမ်သားမှာဆလိတ်တွေခိုးတောက်တက်လာတယ်အဲ့လိုပေါ့အပြင်းလူချင်းမိပိုင်းနားမနေချင်တော့နောက်ပြည်ပိုင်ပြောလဲမသိဆိုရွယ်လူလေးနဲ့တော်တော်ပြီးစုနေချင်တာပေါ့နော်ဒါတဘာဝပဲအဲ့တက်ရွယ်မှာဖြစ်တာကိုလည်းအဲ့လိုပဲတစ်ချိန်ကအဲ့လိုပဲဖြတ်တန်းခဲ့တယ်အဲ့အချိန်မှာကိုတို့ဒီခုနပြောသလိုပဲ stress တွေပေါ့နော်ခုနဘာဖြစ်လို့ဖြစ်မှမသိရှက်စရာကတော့အဲ့လိုပေါ့အဲ့အသက်ရွယ်မှာတကယ်အလေးဆုံးလို့ထင်တဲ့အရာတွေကိုလည်းထမ်းပြီးကြည်ပင်းလာခဲ့တာပဲပေါ့နော်ဒါမဲ့ အဲ့ဟာလေးတရားကိုဆွတ်လို့မဖြစ်အောင်ကြီးပြင်းတဲ့အချိန်မှာတဘာဝလို့ကြောင်းတော့ကိုနေနေပြပြချင်တာခုနကကိုတို့လူပြဖို့ပြန်လာတဲ့အချိန်ကျရင်ကိုတို့ဟော်မုန်းတွေပြောင်းလာတယ်အဲခုနခန္ဓာကိုပြောင်းလဲမှုစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်လာတာဒါဘာဝပဲလူတိုင်းဖြစ်တယ်လူတိုင်းဖြစ်တာတဘာဝပဲဒါဘာမှစိတ်ပူစရာလည်းမလိုဒါအော်တဘာဝဆိုတာတည်ထိုင်ရပြီအဲ့ဒါပြီးရင်ခုနအိပ်ပျော်နေတော့အရာထဲမှာတုတ်လွတ်တဲ့ကိစ္စပေါ့နော်ဒါလည်းဒါလည်းခန္ဓာကိုယ်မှာခန္ဓာကိုယ်ကနေပြောပြီးတော့မှကိုတို့လူပြဖြစ်လာပြီဆိုတာပြချင်းရဲ့တဘာဝဖြစ်စဉ်ကြီးပဲ ဘာမှထွေတူတူရှက်ဆရာလည်းမလို့ဘူးအဲ့လိုဖြစ်လာပြီလားဆိုအဓိကဘာလို့လဲဆိုတော့သူကသူကတော့နန်တတာပေါ့နော်အဲ့ဒါအဲ့လိုဖြစ်လာရင်ဆိုဖြစ်နိုင်တော့ရေချိုးမနေ့ဆိုတာရေချိုးဝတ်စားတွေလည်းတန့်ရှင်းနေလို့ပြီးကလိုလိန်နန်စေးတဲ့ခါတိုင်းလည်းအည်ပြတဲ့ဖုံးနေဆိုအည်ပြလေးတချာလန်ပြီးအဲ့မှာကြီးတွေရှိရတချာလေးစေးပေါ့နော်ပြောင်စေးပေါ့အဲ့လိုမျိုးတန့်တန့်ရှင်းရှင်းနေလိုက်ရပြီပေါ့ပြီးနောက်တစ်ခုကအရင်ရေကြီးတာပြောချင်တာရှိတယ်အဲ့ဒီကလိုလူပြိုဖော်ဝင်တဲ့အချိန်အာကလိုနောက်တစ်ခုဖြစ်တာ ဟိုစန့်ကျင်ဖက်လိမ်ပေါ့နော်စန့်ကျင်ဖက်လိမ်နဲ့ရီးကောင်မလေးတွေဗီဇာထားချင်လာတာပေါ့ဗီဇာထားကြည့်ချင်လာဒါပေမဲ့မထားရဘူးလို့ပြောလဲထားကြမှာပဲဒါတဘာဝပဲလေနော်ဒါပေမဲ့တတိထားမှာတကူကသွားမထီရမယ့်အရာလေးတွေရှိရပေါ့နော်အော်သူတဘာဝလည်းကိုလိုတံမိုးထားလို့ကိုကိုလည်းတံမိုးထားရမယ်ပေါ့အရေးကြီးဆုံးကလိန်ဆက်ရှက်မှုကိုလုံးဝတော့မထီတိပါနဲ့ ချို့ရလေးတွေကကိုတို့အသက်ရွယ်နဲ့ညီတို့တွေရဲ့အဲ့ဒီ73နှစ်74 76 9 73နှစ်ကြာအသက်ရွယ်လေးနဲ့ထမ်းဖို့မလိုတဲ့ဝင်ထုတ်ဝင်ပိုးလေးတွေရှိအဲ့ကိုပါပြောချင်တယ်လည်းရှိမှာပါเนาะ Okay နောက်ဆုံးအနေနဲ့လူပြဖို့ဝင်တဲ့အချိန်ကိုအကောင်းဆုံးဖြတ်တန်ဖို့ခုနကအကြံလည်းပေးလာပြီးသွားရေပေါ့နော်ပြောလည်းပြောလာပြီးသွားရေဆိုရင်ဒီချိန်ကိုတော့တတ်မှုရှိတယ်အဲအဲ့ဒီချိန်မှာစိတ်လှရှားမှုတွေစူးစမ်းခြင်စိတ်တွေခန္ဓာကိုယ်အပြောင်းလဲတွေကြုံနေရတာလားတကယ်တပါဝပါ ပြီးတစ်ချိန်တည်းမှာပဲအဲ့လိုမျိုးခုနကပြောသလိုတားလာမထီးတင်တဲ့အရာလေးတွေပေါ့เนาะအဲ့လိုမျိုးအမားအယွတ်မဖြစ်စေဖို့ကိုကိုနားလည်နိုင်ဖို့ကရည်တော်ကြီးတယ်။ဟိုကြံပေးချင်တာကတော့ကိုကိုနားလည်ဖို့ကိုကိုတိနိုင်ဖို့အတွက် စာဖတ်ပါဘဝဒုဒ္ဒလေးရယူပါကိုခန္ဓာကိုချစ်တတ်ပါဟော်မုန်းတွေကဘာတွေလုံနေတာလဲပေါ့เนาะဘာတွေကတဘာဝဖြစ်စင်လဲဆိုတာလေးကိုနားလည်အောင်လုပ်ပါပေါ့เนาะနောက်တစ်ချက်ကကိုတို့တန့်ရှင်းမှုလဲကိုတို့တို့အရေးတအားကြီးပါတယ်။ ခနာကိုရှင်းမှတ်တယ်လို့ပဲဟိုအနန္တပြင်းတဲ့ကိစ္စလေးတွေရှိတဲ့အတွက်ကိုကိုယ်တိုင်တန့်ရှင်းဖူးအောင်နေပါပြီးခန္ဓာကိုယ်ကုခန္ဓာကိုယ်ကူးဆိုင်ပါကျမ်းမာနေဖို့ကတော့တကယ်အကြီးကြီးဆုံးပဲပြီးရင် relationship နဲ့ attraction တွေကိုဟိုနားလည်ထားဖို့လိုတယ်ပေါ့နော်ကိုကဟိုတောင်တောင်ချစ်တာမေတ္တာနဲ့တောင်တောင်လင်ဆွဲဆောင်မှုကပါတယ်ဆိုတာအမျိုးပုံစံဆွဲဆောင်မှုကိုနားလည်ထားဖို့လိုတယ်ရည်စားထားချင်တာကတော့ဘာဝပဲဒါပေမဲ့ mature respect အပြန်လန်လေးစားမှုလုပ်ဖို့ကတော့ပုံပြီးအရေးကြီးတာပေါ့နော်နောက်ဆုံးကဟိုကိုတိတာတို့ဘာလို့ညာလို့ဆိုဖြစ်စဉ်ဆိုရင်ရှက်နေပါနဲ့ကိုရယုံကြည်ရတဲ့တငယ်ချင်းမိဘမိတ်ဆွေအဲ့လိုပေါ့ခါကျ online နေရှာပြီးတော့မှဖတ်ပါဆစ်ရှုပ်နေပါနဲ့ ကိုကိုယုံကြည်မဲ့သူကိုမေးမြန်းပြီးတကယ်လိုအပ်မဲ့အကြံဉာဏ်လေးလေးရယူတတ်ဖို့လိုပါတယ်။အဲကြောင့်ငါဆုံးပြောချင်တာကတော့ကိုတို့ရဲ့လူပြိုဖော်ဝင်တဲ့ကာလဟာကိုတို့ရဲ့တတ်မှာတစ်ခါပဲကြုံရတဲ့ကာလအပိုင်းခြားလေးဖြစ်တယ်။ကိုတို့မှာမျက်နှာကြုံမဲ့အရေးကြီးဆုံးချိန်ရှိတယ်။အဲကြောင့်ခုကိုပြောတဲ့အတွေ့အကြုံလေးတွေကညီတို့ရဲ့ဒီဒီဒီလူပြိုဖော်ဝင်တဲ့အချိန်လေးမှာစစ်ချလက်ချလေးနဲ့ပြဿနာမဟုတ်ပါဘူးဆိုပြီးဖြတ်တန်းနိုင်ဖို့အထောက်အကူဖြစ်ဖို့ကိုမျှော်လင့်ပါတယ်။ကြောင့် keep going ပါ fighting ပါ